ငါ့ကိုမဆာချင်းအကြောင်းဒီပေါ်ထွက်ရသောတောင်ယူသူငါမြုံကြည့်၏အဲ့တော့တောင်ယူတစ်ဖက်မှာဘာလို့ရှိလဲဆိုတော့ကောင်းကင်နဲ့မြေကြီးကိုဖန်ဆင်းတော်မူသောထာဝရဘုရားထံတော်မှာငါ့ကိုမဆာချင်းအကြောင်းဒီပေါ်ထွက်ရ၏လို့ပြောတယ်နားလည်နိုင်မို့ဘုရားရှင်ကောင်းကင်ပေးပါစေမဆာချင်းအကြောင်းဒီတောင်ယူကနေပေါ်ထွက်လာတာမဟုတ်ဘဲနဲ့တောင်ယူရဲ့တစ်ဖက်မှာရှိတဲ့တောင်ယူရဲ့အလွန်မှာရှိတဲ့ဒီနေ့ထာဝရဘုရားထံမှာမဆာချင်းအကြောင်းဒီငါအတွက်ပေါ်ထွက်ရတယ်လို့ပြောတဲ့အခါမှာကျွန်တော်တို့ရဲ့စိုးရိမ်မှုပူပန်မှုက ကျွန်တော်တို့ရဲ့ဒီအခြေအနေကြားထဲမှာကျွန်တော်တို့ရဲ့မျှော်ကြည့်ခြင်းကျွန်တော်တို့ရဲ့ကိုးစားခြင်းကျွန်တော်တို့ရဲ့ခိုးလုံခြင်းသည်တောင်ယိုးကဲ့သို့သောလူကိုမဟုတ်ဘူးတောင်ယိုးကဲ့သို့သောအခြေအနေကိုမဟုတ်ဘူးကျွန်တော်တို့ရဲ့မျှော်ကြည့်ခြင်းသည်အဲ့ဒီတောင်ယိုးရဲ့အထက်မှာရှိနေတဲ့သာဘဖျားကိုကျွန်တော်တို့မျှော်ကြည့်ခြင်းခိုးလုံခြင်းဖြစ်တယ်ဆိုတာကိုနားလည်နိုင်မှုဖျားရှင်ကောင်းရင်ပြပါစေဒီအေးသေးလလူမျိုးကိုခန္ဓာတီမှာနေရာချတဲ့အခါမှာဒီအေးသေးလတိုင်းပြည်ရဲ့တီရှိမှုပုံစံကိုကျွန်တော်တို့ကြည့်မယ်ဆိုလို့ရှိရင် မြောက်ဘက်မှာဘာဘီလုန်ရှိတယ်။အရှေ့ဘက်မှာအစီးရီးယားအင်ပါယာရှိတယ်။တောင်ဘက်မှာအီဂျစ်အင်ပါယာရှိတယ်။အနောက်ဘက်မှာမြေရဲပင်လယ်ရှိတယ်။ဆိုတော့ကြီးမားတဲ့အင်ပါယာကြီးတွေရဲ့အလယ်မှာကျွန်တော်မြေပုံထဲမှာ ကြည့်မယ်ဆိုလို့ရှိရင်အစ္စရေးနိုင်ငံရဲ့အနေအထားကဒါလက်တဲခွန်တာတာပဲရှိတယ်။ဒီဝဲချက်ရှိရှိနဲ့ဖျားကသူ့ရဲ့လူမျိုးတော်ကိုအင်ပါယာကြီးတွေရဲ့အလယ်မှာတိတိကလေးညှက်ပြီးတော့ထည့်ထားတဲ့အခြေအနေတစ်ခုကကျွန်တော်တို့သုံးသပ်ကြည့်မယ်ဆိုလို့ရှိရင်သူ့ရဲ့ ရှိနေတဲ့သူ့ရဲ့ခွန်အားလေးနဲ့သူ့ရဲ့အင်အားလေးနဲ့ဘလို့မှရုန်းကန်နိုင်စရာမရှိတဲ့အနေထားတစ်ခုမှဖះအနေအားချတယ်။ယူဝဲချက်ကဘာလဲဆိုလို့ရှိရင်အချိန်ပြည့်သူ့ကိုပဲမျှော်ကြည့်စေခြင်းနဲ့အချိန်ပြည့်သူ့ကိုပဲကိုးစားစေခြင်းနဲ့ဆိုတဲ့ယူဝဲချက်ကိုကျွန်တော်တွေ့ရတယ်။အဲ့တော့ဖះရဲ့သဘောတဘာဝကသူ့ကိုပဲကျွန်တော်တို့ကိုးစားဖို့အတွက်သူ့ကိုပဲခလုံးဖို့အတွက်ကျွန်တော်တို့တခြားအရာကိုခုံလုံမိသွားရင်တခြားအရာကိုအာကိုမိသွားရင်ဒီနေ့ဘုရားသခင်ရဲ့သဘောတဘာဝသည် English version မှာ jealous god လို့ပြောတယ်အပြစ်ရှိယုံလွယ်သောဖခင်ဖြစ်တယ်လို့နားလည်ရတဲ့အခါမှာဒီနေ့ကျွန်တော်တို့ရဲ့ပြဿနာအခြေအနေတွေအခက်အခဲတွေယုံကန်တွန်းထိုးနေရတဲ့အခြေအနေတွေမှာကိုယ်ခွန်အားနဲ့ကိုယ်လှုပ်ဆောင်နိုင်တဲ့အခြေအနေမျိုးလုံးဝမရှိတဲ့အခြေအနေတခုကိုဖခင်ခင်ကကျွန်တော်တို့နေရာချထားတယ် အဲ့ဒီအခြေအနေတွေမှာကျွန်တော်တို့ကမိဘမဲ့ဖြစ်နေတာမဟုတ်ဘဲနဲ့ခိုးလုံရမဲ့နေတာမဟုတ်ဘဲနဲ့ကိုးစားရမဲ့နေတာမဟုတ်ဘဲနဲ့အသက်ရှင်တဲ့ဖခါကဒါလေကျွန်တော်တို့ရဲ့မဆာခြင်းအစ်စ်မှန်မူလအရင်းမြစ်ဖြစ်တယ်ဆိုတဲ့ဥစ္စာကိုနားလည်ဖို့ရန်အတွက်ရောက်တိုင်းပေါ်မှာဖျားရှင်ကောင်းကြီးပေးပါစေထာဝရဘုရား၌ခိုးလုံခြင်းသည်လူကိုကိုးစားခြင်းနဲ့တာ၍ကောင်း၏ထာဝရဘုရား၌ခိုးလုံခြင်းသည်မင်းကိုကိုးစားခြင်းနဲ့တာ၍ကောင်း၏လို့ပြောတဲ့အခါမှာအခြေအနေအကျဉ်းချတစ်ခုရောက်လာတိုင်း ဘယ်လိုအခြေအနေမျိုးမှာဘယ်လိုပြဿနာမျိုးမှာမဆိုကျွန်တော်တို့ကြုံတွေ့ရတဲ့ခက်ခဲမှုတွေပြဿနာတွေကျွန်တော်တို့ရုန်းကန်တွန်းထိုးနေရတဲ့အခြေအနေတွေဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ်တစ်ခါလေးမှလူသည်ယုံကြည်သူဖြစ်တော်လဲပဲလောကသားကဲ့သို့ကျွန်တော်တို့ကတောင်ယိုးကိုပဲကျွန်တော်တို့မျှော်ကြည့်နေတတ်တဲ့အခြေအနေမျိုးရှိတတ်တယ်။ငါ့ကိုမဆာချင်းကြောင့်ဒီပေါ်ထွက်ရသောတောင်ယိုးတို့ငါမျှော်ကြည့်တယ်လို့ပြောတဲ့အခါမှာအဲ့ဒီတောင်ယိုးဆိုတဲ့လူတွေတောင်ယိုးဆိုတဲ့အခြေအနေတွေတောင်ယိုးဆိုတဲ့အဖွဲ့အစည်းတွေအဲ့ဒီအရာတွေကိုကျွန်တော်တို့မျှော်ကြည့်တာတဲ့ တကယ်တမ်းမဆမှုအရင်အမြစ်ဒီအဲ့ဒီတောင်ယိုးရဲ့တစ်ဖက်မှာရှိတဲ့ထာဝရဘုရားထာမမဆခြင်းအကြောင်းဒီပေါ်ထွက်ရဤလို့ဆန်ရဆာလန်ဆရာကပြောသလိုပဲဒီနေ့သင်တဲ့ကျွန်တော်ရဲ့တက်တာထဲမှာကျွန်တော်တို့ရဲ့အခြေအနေတွေဘယ်တော့ပဲဆိုးွားနေပါလိမ့်စေကျွန်တော်တို့ရုန်းကန်နေရတဲ့အခြေအနေတွေဘယ်တော့ပဲပြင်းပြင်းထန်ထန်ရှိနေပါလိမ့်စေတစ်ခါလေးမှာကျွန်တော်တို့မိဘမဲ့ကဲတို့ကျွန်တော်တို့ခံစားရတဲ့အခြေအနေတွေကျွန်တော်တို့မျှော်လင့်ရမဲ့တယ်လို့ကျွန်တော်တို့ခံစားသွားရတဲ့အခြေအနေတွေမှာပြင်းပြင်းဒီနေ့အသက်ရှင်တဲ့ထာဝရဘုရားကိုကျွန်တော်တို့မျှော်လို့ခေါလုံကိုးစားခြင်းအမှုရာသည် အခြေအနေမဖြစ်ဘူးဒီအရာထဲမှာဖရာရဲ့လက်တော်ထာဝရဖရာရဲ့ကြီးစွာသောတကူကြီးသောလက်တော်ကိုကျွန်တော်တို့မြင်တွေ့ခွင့်ရှိပါတယ်ဆိုတဲ့ဥစ္စာကိုဒီနေ့ဒီနှုတ်ကပတ်တော်အားဖြင့်တိုက်တွန်းလိုပါတယ်ခေါ်အားပေးလိုပါတယ်အရောက်တိုင်းပေါ်မှာဖရာရှင်သည်တာပြီးဖွင့်ပြကောင်းချီးပေးပါစေ